ဘာလို့မှတော့သာဆက်ကဆက်ဒါတော့လည်းလည်းချရင်တနက်ကိုပြောင်းတိုက်ပြီးမှချရင်ဆက်ပါတရက်တွေပြန်ပြန်ဆေးရတာစောက်လို့ရှုပ်နေတော့အာယုံနောက်တယ်လီဟာအဲ့မစီပြောလိုက်အောင်ငါဒီကောင်လည်းလည်းချရင်ပါလေမျိုးတော့လည်းလည်းချရင်ဆွေးကြောပြီးမှချပြီလားစောက်လို့ရှုပ်တယ်မန္တလေးနန်းတွင်ထဲမှာကျူးကြော်ချေချထားတဲ့ဖက်စစ်အကြမ်းဖက်တပ်ကစစ်သားတွေ24နှစ်အတွင်းစခန်းကနေထွက်ခွာပါကြောက်ဖြူနင်းတက်တောင်ကြာပါပါဘူး မင်းတက်တောင်ရှိကထက်လာမဲ့ပြိုင်စစ်ကြီးလေတိုင်ဝဲကြီးကြံပြီးတော့ကြပြီလို့ပြောလို့ရပါတယ်အဲ့တော့ကာကင်းအလီလီကြော်ပြီးတဲ့အခါမှာတော့ကြောက်ဖြူမျိုးကိုကာကွယ်ပေးထားတဲ့အရင်တရင်32နဲ့ထိတ်တိုက်ရင်ဆိုင်နေရပါပြီအဲ့တော့အေအေစီရေးထိုးစစ်ကအဖြစ်ဖြစ်တဖြစ်ဖြစ်တဖြစ်ဖြစ်နဲ့အရှိကိုတိုးလာတယ်အဲ့တော့ရဲတရင်32ကကြောက်ဖြူမျိုးကိုကာကွယ်ပေးထားသောတပ်ဖြစ်တယ်အဲ့ဒီတပ်ကလုံးဝကြောက်လို့မရပါဘူးအဲ့တော့မင်းတရားကြီးပေါ့ဦးမင်းအွန်လိုင်းအနေနဲ့ တိတိချာချာဂယုစိုက်ကိုလုံနေပါပြီအခုလက်ရှိအခြေအနေမှာမင်းတက်တောင်ကြားတယ်ကြားတဲ့အပြင်ကိုကိုဘက်ကဗျူဟာမှုအစင်ကြားတယ် G1 အစင်ကြားတယ်အဝိုင်းအားလုံးပဲမင်္ဂလာပါ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော် Channel လေးကို Subscribe မနေရသေးဘူးဆိုတော့ Subscribe နဲ့ပြီးတော့ကိုထမှန်ပြီးတော့တောင်းဆိုချင်ပါရစေ။ဒါရင်မနေ့တနေ့ကဆိုလို့ရှိရင်အရှင်၄ယောက်ကိုဘက်ကဖမ်းလို့မိတယ်မိတဲ့၄ယောက်ကိုလည်းသူတို့ဘက်ကများလို့ဗီဒီယိုထဲမှာပြပြရလား။အဲ့အဲ့လိုလုပ်လိုက်တယ်။တော်နာကြီးကိုကောင်းပါလေ။အဲ့ဒီ၄ယောက်ကိုလည်း ကိုဘကဟိုဒီဘီပြန်ရတယ်ပြန်ရတဲ့ဟာကိုအခုပျောက်ဆုံးစင်းရင်းနဲ့တင်ပါတယ်နော်တေဆုံးစင်းတော့မတင်ဘူးဘာကြောင့်လဲဆိုတော့ခင်ဗျားတို့အထက်ပြီးအောက်ပြီးတယောက်တစ်ယောက်ဘသူကဘသူဂျင်းထဲနေတယ်ဆိုတာကော့ကူတာပြန်မေးကြည့်ပြီးတော့ဗျာနော်အေယာဝီဆိုလို့ရှိရင်လည်းကျွန်တော်တို့ပသိမ်မုံရွာလမ်းကျောရှိတယ်အဲ့ဒီပသိမ်မုံရွာလမ်းကျောကအဲ့ဒီပသိမ်မုံရွာလမ်းကျောရဲ့ကျွန်တော်တို့အနောက်ဖက်ခြမ်းအကောင်လုံးကတော့အေးအေးခြေကုပ်ရသွားပြီခြေကုပ်ရတဲ့ပြင်ကတက်ကအိုက်ထဲကိုဝင်တိုးဖို့တော့မလွယ်တော့ဘူးအဲ့တော့ပသိမ်မုံရွာလမ်းကျောရဲ့ကျွန်တော်တို့အရှိတ်ဘက်ခြမ်းကတော့စစ်တပ်အထိုင်တက်နေရှိတယ် ထိုင်တဲ့ရှိရတဲ့ကြောင့်မလို့အီကလည်းကိုဘက်ကနေပတ်တိုက်ဒီဘက်ကနေပတ်တိုက်ပြီးတိုက်နေရတယ်ရှိတယ်အဲ့တော့အရာဝေးအခြေအနေကလည်းအခုသဘုံအခြေကုတ်ယူသွားပါမယ်မင်းတရားကြီးတို့ကဦးမင်း online ရဲ့စစ်တပ်ပေါ့နော်တက်ကဘာတွေလုပ်နေလဲဆိုတဲ့ခါကျတော့ရရှိရကံများဟာငွေကြေးနှောက်နဲ့နော်ရပိုင်ပြင်တော့ပဲလိုက်ပြီးတော့လောက်ငါသားလက်မကြည့်နော်ဆောင်ရွက်မှုတွေအားနည်းနေတဲ့သူတွေတချို့တလေတွေ့နေရပါအားလုံးတော့မစုံလို့ဘူးပေါ့ဗျာနော် ုတ်ပြီဒါကတော့ AR အခြေအနေပေါ့နော်အခုလဲတိုင်ပွဲတွေပြင်းထန်နေတယ်3-4လေးကိုတို့3-4လေးပေါ့မတိုင်းကြောင်မှာရှိ3-4လေးကိုတို့အရတိုက်နေတယ်စစ်တပ်ကတော့သွားမတိုက်ဘူးတို့လာတိုက်ရင်ပြန်တိုက်မယ် AA အနေနဲ့ကလည်းအဲ AR မှာတိုက်တဲ့ပုံစံတွေကတနည်းအားဖြင့်ဒီဟာကြပါတယ်တို့တိုက်တဲ့ပုံစံတွေကတော်တော်လေးကိုဘယ်လိုခေါ်မလဲဆိုရှင်လင်းမြန်ပြီးတော့တက်လှုပ်တက်ပြောင်းကစားတော်တော်လင်းမြန်နေဒီလိုလင်းမြန်ပြီးဟိတ်ဆိုလို့ရှိရင်တော့တေးချတယ်မိမိဘက်ကပူပေါင်းဆောင်ရွက်မှုမရှိဘဲနဲ့ဘယ်သူမှဘာမှလုပ်လို့မရဘူးနော်ထပ်ပြောပါမယ်ခမရတို့ပတ်ပတ်လေအကုန်လုံးမှာအခုရပိုင်းတော်တွင် ဖြစ်ခတ်ခဲ့တဲ့တိုင်းမူရဲ့မိမဆိုတဲ့လူတေသွားတဲ့အထိဖြစ်ခတ်ခဲ့တယ်ဆိုတော့တော်လိုင်းတပ်ဖွဲ့တွေရဲ့နောက်ဆက်တွဲလှိုင်းဟာမန္တလေးနန်းနင်းတဝိုင်းပတ်လေအလုံးပိတ်ဆို့ထားပြီးဖြစ်ပါတယ်ဆိုတော့24နာရီတော်တွင်ထွက်ခွာဖို့လည်းကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေနဲ့သူသဖြင့်ဖရဲသီးတွေပူးပေါင်းပြီးဆောင်ရွက်တဲ့စစ်စင်ကြီးနောက်ဆုံးအဆင့်အနေနဲ့တတိပေးပါတယ်မနေ့တော့လည်းဘလို့ရှိခဲ့တယ်ဆိုတာနန်းနင်းတရပုံကိုယ်တွေတီမှာပါဘူးထပ်ပြီး24နာရီအချိန်ပေးပါမယ်ထွက်ခွာဖို့ပြင်ပါရေချင်းကတော့ မြင့်ဆုံးအချိန်ဟုံမှာပဲရှိနေစေဖြစ်တယ်။နေရာနှက်မှာအကွဲရီဆက်လက်ဆင်နွှဲနေကြစေဖြစ်ပါတယ်။အဲတော့ကျွန်တော်ကကျွန်တော်ရဲ့ဘယ်ပြောင်းရင်အစီအမံဂရနီဘီအစိုးရရဲ့ပြည့်ရတော်တာဝန်တရားထမ်းဆောင်ရင်လွတ်လပ်တော့တိုင်းသားဒေသတနေရာကနေနှစ်ဖက်မြောက်တဲ့ဒေါ်လိုင်းတာဝန်တွေကိုပအဝင်ကူညီထမ်းဆောင်နေပါလေအဲ့တော့ကျွန်တော်တို့ဒေါ်လိုင်းဘက်ကိုကူပြောင်းလာမဲ့ ဖက်စစ်ကြမ်းဖက်တပ်ထဲကလက်ပါစီဘွားကိုခုနှစ်ချိုက်တော့တဲ့စစ်သားစစ်တဲရှိတဲ့သူတွေအများပြားလာပါတယ်။ရရှိအကြီးပိုင်းကြီးတွေထိရရှိဆိုတဲ့တကက် regional commander deputy regional commander ဒီအစ်စ်နေလောက်ထိပြည်သူ့ဘက်ကိုကူးပြောင်းလာနိုင်စရာရှိတယ်လို့ကျွန်တော်လွန်ခဲ့တဲ့ဒလခွဲလောက်ကလေးကကျွန်တော်တင်ပြထားတာရှိပါတယ်။ကျွန်တော်မတကင်မှာကျင်းစရာသတင်းသစ်တွေလည်းကြားသိရမှာဖြစ်ပါတယ်။အခုဒီကနေ့နေဦးရဲ့နှုတ်ခွန်းဆက်စကားအနေနဲ့ရောအချမ်းဖက်စစ်တပ်ကရက်ဆက်ကြမ်းကြုတ်လာတဲ့စနစ်ကိုဆက်လက်တည်တံ့လိမ့်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့ ယူယူမိုက်မိုက်လှုပ်လှုပ်သွားမယ်ဆိုတဲ့လူဒန်းစားစစ်သားအယောင်ဆောင်ထားတဲ့ဖက်စစ်လက်ပါစီများကိုပတိပေးစကားပြောဖို့လဲဒီ live ကိုလွှင့်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘိုင်နေနဲ့နေရာတိကျနဲ့တက်ပြီးတော့ကျွန်တော်ပတိပေးစကားဆိုပါမယ်မန္တလေးနန်းတွင်ထိခိုက်ပျက်စီးမှုကိုကျွန်တော်တို့အတက်နိုင်ဆုံးတော်လိုင်းတပ်ဖွဲ့ကရှောင်ရှားခြင်းပါတယ်ကျွန်တော်တို့တမျိုးသားလုံးရဲ့အမွေနဲ့လည်းဖြစ်တယ်နော်လာနော်သားတွေကြီးစုဆရာအမွေကောင်းနေဖြစ်လဲခြံထားခဲ့ခြင်းတယ်ခင်ဗျားတို့တွေမြို့ကြီးပြကြီးတွေအကုန်လုံးကို ပေါင်900ပေါင်1000ဘုံးနေနဲ့အမုံချီပြပုံပွားရအောင်ဖြည့်ဆည်းဖို့ရက်ဆက်ကြမ်းကြုတ်တဲ့စိတ်ဓာတ်တွေရှိပေမဲ့ကျွန်တော်တို့တော်လိုင်းကြီးနောက်တစ်ခါအထူးသဖြင့်စစ်သားကောင်းစိတ်ဓာတ်ရှိတဲ့ဖရဲသည်ဒါတွေဟာကျွန်တော်တို့ရဲ့အမွေနှစ်ရင်ကျမှုအမွေငွေနှစ်တွေကိုမပြည့်စည်စီလိုပါဘူး။ကျွန်တော်တို့ဒီမြောက်ဦးမြို့ကမရောဦးကရခိုင်တိုင်းသားတွေအထွတ်မြတ်ထားတဲ့ချီအောင်ပြလိုက်တွေကိုရဲဆက်ဆက်ဘုံးချက်ဖြည့်ဆည်းလိုမျိုးပြည့်စည်မှုမျိုးမန္တလေးနန်းနင်းကိုမဖြစ်စီလိုပါဘူး။ဒါကြောင့်နန်းနင်းတွေကစစ်သားတွေကျန်းဖက်တပ်လက်ပါစီတွေ24နာရီတော့တွင်ထွက်ခွာပါ။ မထွက်ခွာခဲ့ရင်မိမိထိုင်တဲ့မိမိကန္တာဖြစ်လိမ့်မယ်ကျွန်တော်တို့ထပ်ပြောပါမယ်ကျွန်တော်အားလုံးပြင်ဆင်ထားပြီးဖြစ်တယ်နန်းတွင်မန္တလေးမြို့တွင်ကျန်းဖက်ဖက်စစ်တပ်အားလုံးဒီဒီဘက်ကူပြောင်းပူပေါင်းပူပေါင်းမပူပေါင်းရင်လက်နက်ခရရနေထားခဲ့ပြီးတော့စစ်စခန်းနေရာတွေကနေဆုံးခွာပါဒေါ်လန်နှစ်တက်ကနေနှုတ်ဆက်ရင်းနဲ့စီရေးတည်င်းစကားပါပါတယ်မန္တလေးပြည်သူများလည်းအသိရှိပါလို့ဒီကနေနှုတ်ဆော်လိုက်ပါစီရန်ကုန်မှာနေတဲ့ပြည်သူများကိုလည်းပဲစိတ်တစားပါ စိတ်ဓာတ်ရေပုံမှုဆူရလာပြီးတော့ဘေးချိန်မှာငါတို့ကိုနေပြည်တော်ကို PDF ကလာဝိုင်းပြီးငါတို့ကိုအမှုချိန်မလဲငါတို့မှစောက်တရမရဘူးငါတို့အားကိုးခဲ့တယ်ငါတို့အပါကြီးမင်းအောင်လိုက်အခုသူကိုယ်တိုင်လည်းပြေးပေါက်ရှာနေပြီပြုမိသားစုတွေတော့နိုင်ငံခြားဖို့ပြင်ပြီးငါတို့ဘယ်ကောင်မှဘယ်နိုင်ငံခြားမှငါတို့ကဲမှာမဟုတ်ဘူးငါတို့ထွက်ပေါက်ပိတ်နေပြီဆိုတော့စိတ်ဓာတ်ရောဂါလည်းဖြစ်မှာပေါ့တစ်ဖက်ကကြာလဲအတိတ်ရဲ့အရေးဒီ6လနဲ့အတွက်အိမ်မဆိုးတွေမက်ပြီးစိတ်ဓာတ်ဖြစ်သွားတယ်ဖြစ်နိုင်ပါတယ်အတိတ်ရဲ့အရေးဒီဆိုတာအခုလက်ရှိဖက်စစ်တပ်ထဲမှာယာရူးကြီးကြီးရထားတဲ့သူ အတော်များများဟာနော်အာနာသိမ့်ပြီးကြကာလတွေမှာလွန်စွာစိုးစမ်းရုံမာတဲ့အပြုမှုတွေကိုအားပေးခဲ့ကြတဲ့သူတွေများပါတယ်ကျွန်တော်တခါပြောပြပါဦးဘျော်မှုတယောက်ရေမှုပြီးတော့ကလစ်ကနေသူပြောမိတယ်တဲ့ဘာလဲဆိုတော့အာနာသိမ့်စာမှာဆန္ဒပြတဲ့လူတွေကိုဖမ်းဆီးရင်ပြစ်ခတ်ရင်ဟိုရေမှုတယောက်ပြောနေတာကြားမှာပေါ့ပြစ်မှတ်မရှိရှိတဲ့ဟာဖမ်းခဲ့ဆိုအဲ့လိုပဲတန်တန်ဆွမ်းဆွမ်းလူငယ်တွေလူမငယ်တွေမိမတွေကြောက်ကြတွေအကုန်ဖမ်းဖမ်းပြီးကိုရင်းကလေးစားတွေရဲဆဲဆဲခွဲထုတ် နိုင်ငံကျွန်တော်ကောင်းကင်မှာနည်းနည်းတိမ်ထူနေတယ်ဗျတိမ်ထူနေတော့ကောင်းကင်ဂျိုလူကနေပြီးတော့လမ်းကြီးွားတဲ့ internet line နည်းနည်းကြာတယ်အဲ့တော့ Elon Musk ကိုသတင်းပို့ရမှာပေါ့ကျွန်တော်တို့မှာမြန်မာပြည်မှာမီးလည်းမရှိဘာမှမရှိတဲ့နေရာတော့ရတာအခုလို line အဝိုင်းလေတာလေးရတော့စိတ်မကောင်းစရာပဲပေါ့အဲ့တော့ဆက်ပြောပြရစီအခုလူဖက်စစ်တဟာနော်သူရဲ့လုတ်ခဲ့တဲ့လူရက်ဒီပုံမှာပြန်ပြီးတော့ email ဆိုးတွေမဲ့နေတာလေဖြစ်နိုင်ပါတယ် အဲဘုံမူကြီးဇီယာလင်းဆိုတဲ့ပုဂ္ဂိုလ်ဟာသူ့မိမကိုသူရဲဆက်ဆက်တက်ဖြတ်ကိုခုတ်ကစ်ပြီးတော့နှစ်ပိုင်းခွဲပလိုက်တယ်လင်မယားကွဲဖို့ခွင်တောင်းတာမပေးလို့သူ့ကိုခန္ဓာနှစ်ပိုင်းခွဲပလိုက်လာတော့မတည်ဘူးပေါ့ဒါပေမဲ့တွက်ကြည့်ပါဘုံမူကြီးဆိုတဲ့အဆင့်ရှိတဲ့လူတယောက်ဒီလောက်ရက်ဆက်ရုံမှာကိုချစ်လို့ယူထားတယ်ဆိုတဲ့ကိုဇနီးမယားကိုတော့မှဒီလိုရက်ရက်ဆက်ဆက်လှုပ်ဝင်နေဆိုတော့သူသူတစ္ဆာဆူစောင့်တည်မယ်လို့ပြောထားတဲ့လူနာတွေပြည်သူတွေအပေါ်မှာဘလောက်တောင် လက်ဆက်ရုပ်မာတဲ့အမှုချင်းတွေသူတို့မှဆွဲမြက်နေပြီလေဝမ်းနဲ့ကြည်ပွဲပွဲကလွန်စွာကောင်းပါလေအဲ့တော့စစ်စည်းဆိုတဲ့လောကကြီးတစ်ခုလုံးလည်းသွားပါပြီသွားပါလေဆိုတော့စစ်တပ်တစ်ခုလုံးပါပဲအခုကဘာကြီးကလည်းအတိမတ်ပြုတ်လိုက်တယ်ကျွန်တော်တို့မြန်မာနိုင်ငံဟာအာနာသိမ်းပြီးတဲ့နောက်ဖက်စစ်အကြမ်းဖက်တပ်တွေအာနာသိမ်းပြီးတဲ့နောက်ကဘာမှာဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်သွားပါလေဘလော့ဘလော့ဝမ်းနဲ့ကြည်ကိုကောင်းတယ်ဘလော့ပျက်စီးနေတယ်လေအခုကျွန်တော်ဖန်စီရမိတဲ့စစ်ပြေးလေးစစ်သားလေးတွေဒီဘက်ကို မပြောင်းလာတဲ့သူမဟုတ်နောက်ဆုံးတွေ့အခြေအနေမှာလက်နက်ချလာတယ်ဆိုတော့စစ်သားတွေစစ်တီတွေအရာအချက်တွေကျွန်တော်မေးမြန်းကြည့်ကြရအောင်เนาะဒီဇင်ဘာ20ရက်ခုဒီနေ့28ရက်ပါเนาะနေ့ရက်လေးထည့်ပြပါဆိုတော့ဟုတ်ကဲ့ကျွန်တော်မေးမြန်းကြည့်ကြရအောင်ဖက်စစ်ကြမ်းဖက်တပ်ထဲမှာအတော်များများဟာမူရစီဝါဆွဲလန်းနေကြပါတယ်စိတ်ကြွစေမဖြစ်မနေတုံးနေကြပါတယ်ဒီဟာရှိတွေအားစားချက်တိအကုန်လုံးကမူရစီဝါနဲ့လူစိုင်းလူစိတ်တွေပျောက်ပြီးတော့လူချင်းချင်းကြားထဲမှာလည်းပဲ လွန်စွာမှရက်စက်ကြမ်းကြုတ်တဲ့ဆက်ဆံခြင်းမျိုးရှိတယ်ကျွန်တော်ဒီနေ့တွင်ပဲတပ်ကဏ္ဍထွက်ပြေးလာတဲ့ရဲဘော်လေးတွေနဲ့စကားပြောမိတယ်သူတို့หนีခဲ့စဉ်ကာလဟာလူမဆန်တဲ့ဆက်ဆံမှုမျိုးတွေသူတို့ကြုံခဲ့ရတယ်တော့ဖက်စစ်ကျမ်းဖက်တက်ကြီးဟာပြည်သူပေါ်မှာရက်စက်တာမဟုတ်ဘူးသူ့ရဲ့တပ်ဖွဲ့ဝင်ချင်းချင်းမှလည်းကြမ်းကြုတ်ရက်စက်စွာဆက်ဆံတယ်ဒါတော့လူရိုင်းဆိုင်နေနဲ့ဖွဲ့စည်းထားပြီးဟန်ဆောင်ကောင်းတဲ့နော်ညီညွတ်မှုပုံစံဟန်ဆောင်ကောင်းတဲ့ဒီဖက်စစ်အာဏာရှင်ဟာမြန်မာကြပြုပြက်မှာလုံးဝထေချပါတယ် အခုနမ်ဒူလောက်ကိုင်းရှမ်းပြည်နယ်တကြောတဖြည်းဖြည်းနဲ့မာမိတ်တပ်တွေတင်ပိုက်လာတယ်ကျွန်တော်ကလည်းမာမိတ်တပ်တွေအပါအဝင်တော်လိုင်းအင်အားစုအလုံးကိုဖက်စစ်အာဏာရှင်စနစ်လုံးဝအကျွမ်းမဲ့ပြပြုံးဖြတ်သိမ်းနိုင်သည့်အထိစီရေးဟုံကိုအရှိန်မပြတ်ဆက်လက်ဒုမြင့်ပေးစီကြပါလေကျွန်တော်ကြားသည့်နေရာတချို့တစ်ချက်လက်တည်ရမြန်မာပြည်အထက်ပိုင်းအခုတော့တချမ်းကြိုက်ကြောက်ဖြူစီမံကိန်းတော့လက်မှတ်ထိုးသွားပြီပေါ့ဘယ်သူတွေပဲဘယ်သူတွေနဲ့လှုပ်သွားတယ်တော့ကျွန်တော်တို့အခုချိန်တော့မသိသေးဘူး ဒါပေမဲ့ကျွန်တော်တိုင်းပြည်အနာဂတ်ကတော့လွန်စွာစိုးထိတ်စရာကောင်းနေပါသေးတယ်။မြန်မာပြည်နှစ်ပိုင်းပိုင်းသွားမှလားလောလောဆယ်တော့အလေတိတ်တိတ်မှတော့ချုပ်ချာအနာပျောက်ဆုံးသွားခဲ့ပြီ။ချုပ်ချာအနာမရှိတော့ဘူး။ကျွန်တော်တို့မြန်မာပြည်မှာဆိုပြီးတော့မြန်မာနိုင်ငံသားတွေသွားလာခွင့်မရှိတော့ဘူး။လူတစုရဲ့ပိုင်းခြားရောင်းချမှုရနိုင်ငံသားပိုင်သွားပြီ။ထပ်ပြီးတော့ဗေဒိတာတွေဘယ်လိုပိုင်သွားအောင်လဲ။ဘယ်သူကရောပိုင်းအခြားပြည်ပနိုင်ငံသားလာပိုင်တာကိုလက်ခံမလဲ။ကျွန်တော်တို့ပူပန်ဆိုးထိတ်စရာတော့အဆုံးကြည့်ရမှာပေါ့။ဒါပေမဲ့လည်းတစ်ဖက်ကလည်းကျွန်တော်တို့ generation C တိုင်းသားခေါင်းဆောင်ကြီးတွေရောအပါအဝင်တဲ့ ညွန်မှန်းချက်တွေအရှိကိုကြိုပြီးတွေးဆနိုင်တဲ့ဒီချင်းချင်းတို့တရားတွေကြောင့်အလုံးစုံတော့စိတ်မပူပါဘူး။အဲ့တော့ကျွန်တော်တိုင်းသားခေါင်းဆောင်ကြီးတချို့တွေနဲ့လည်းစကားသမီးပြောရပါတယ်။အခုဒီကနေ direct live link ပြီးောတယ်ဆိုတာလည်းကျွန်တော်ရဲ့ပူပင်မှုကိုရိုးရိုးသားသားတင်ပြတာဖြစ်တယ်။ကျွန်တော်တို့တိုင်းပြည်နောက်လာမယ့်ရင်းနှင်းငယ်တော်တွေမှာတနင်္ဂနွေလုံးကြွေးကြော်ဟစ်အော်ပျော်ရွှင်နိုင်ခွင့်ရပါစေ။ဟန်ချက်ညီတဲ့ဆစ်စင်တိုက်ခတ်မှုများနဲ့ဒီဗီဒီယိုထဲမှာလည်းအချင်းချင်းဖက်စစ်အာဏာရှင်ချင်းချင်းပြင်းထန်တဲ့တိုက်ခိုက်ခြင်းတွေနဲ့တော်လိုင်းတပ်ဖွဲ့ဝင်ပေါင်း စွန်စားအတက်ပြဆက်သွားကြတဲ့ဒီရေကောင်ပေါင်းရဲ့ဂျေဇူးကိုအောင်မေတရိယာရင်သူတို့ရဲ့ပြီးဆက်ဆုံးလမှုကြောင့်ရရှိလာတဲ့လွတ်လပ်ခွင့်လွတ်လပ်တော်အီဂျန်တော်နေရာတနေရာကနေသူတို့ရဲ့ဂုံဂျေဇူးကိုတရိယာရင်ကမ္ဘာနေရာအနှံ့အနှံ့ကမိတ်ဆွေများအလုံးကိုကျန်တော်မြန်မာပြည်ရဲ့နေရာနာနေရာများမှာလည်းဒီခုလိုမျိုးကျွန်တော်တို့ပြည်သူနော်ကိုကိုကိုဆိုရကိုတိုင်းသားအုပ်ချုပ်တဲ့ပြည်နယ်တွေ ဒေသတွေအတိအကျအများဆုံးပေါ်လာပါစေလို့ကျွန်တော်ဆုတောင်းပါတယ်။ပေါ်လာဖို့ကလည်းတည်ကြပါတယ်။ဘာကြောင့်လဲဆိုတော့လက်ရှိအကြမ်းဖက်အာဏာရှင်စစ်တပ်ရဲ့လူရည်တွေဟာတဖြည်းဖြည်းသို့သောယူကန်းကျင့်ဝတ်မဲ့တစ္ဆပေါက်တစ္ဆပေါက်မှာနိုင်ငံတော်အဆင့်တစ္ဆပေါက်ပါလူရည်တွေပေါ်လင်တင်ရှားလာပြီဖြစ်တယ်။သူ့နောက်ကဘလို့နိုင်ငံကြီးတခုတလေကမှထောက်ပံ့ပေးနေသည်ဖြစ်စီသူ့ရဲ့ကြာဆုံးခန်းကတော့ လွန်စွာနီးနေပြီဖြစ်တယ်အခုဒီအပိုင်းကိုပဲကြည်ပါ num2 တကယ်ဘော်ဒင်းတပ်ထူတွင်ရှိတဲ့ num2 ကျွန်တော်တို့ရဲ့ညီနောင်မာမေးတီယန်နဲ့တက်ဖွဲ့အသိမ့်ပိုက်လိုက်ပြီးလောက်ကိုင်းဂုံတလောက်အလုံးအသိမ့်ပိုက်ပြီးပြီးလက်နက်ခဲရန်တွေများတောင်ပုံရပုံကြောင်းတွေ့ရတယ်ရင်တော့တော့စီကိုရီချိုးစီယိုစေယုံမီလုံးလို့ကျွန်တော်တို့အမားဆွေးရစကားရှိခဲ့တယ်အခု dan 27 operation ပြီးရဲ့နောက်ပိုင်းမှာကြည်ကြည်စံကမိုးမိုးလိုမျိုးရွာကြတယ်ကြည်စံတွေကနော် နော်လက်နက်ကတောင်းလို့ဘိုးပြောရမှာဖြစ်တယ်ကြီးစံကမိုးဘိုးလို့ပေါက်ပေါက်ကြီးစံတွေကအများကြီးရလက်နက်တွေကတောင်းလို့ပုံတယ်အဲ့တော့အလူရှင်တေကာကြီးဖက်စစ်မင်းအောင်လိုင်ကိုကျွန်တော်တို့ကျေးဇူးတင်ပါတယ်ဒီလူပေးလို့ဒိုင်းနာလက်နက်ကိုင်တပ်ဖွဲ့တွေမှာလက်နက်တွေဒီဘုံတပင်ပေါ်များလာတယ်ပုံမတက်စစ်အောင်မြင်တာဆင်းနိုင်တယ်အဲ့တော့ကျွန်တော်ပြောချင်တာကအခုဖက်စစ်အာနာရှင်မင်းအောင်လိုင်ရဲ့နောက်ဆုံးတရုပ်ပေါ့အချိန်ကြီးလုံစွာမှမကြောက်ဝမနာတာကမ္ဘာတမိုင်းမှာအခုတစ်ဖြင့်လူသားတို့ရဲ့အချစ်နဲ့စစ်ဆိုတဲ့နှစ်ခုပဲဒွန်းတွဲနေတဲ့လူသားတို့တမိုင်းမှာတာမန် ရာဇဝတ်သားတွေပညာရှင်ကြီးလုံတရားမဲတဲ့သူတွေတချို့ကလေးကျူးလွန်တာအသိပြောမပြောပါတော့ဘူးခလူတွေကြောင့်မဖြစ်ဘူးဒါပေမဲ့အခုမြန်မာစစ်တပ်လို့ခေါ်တဲ့ဖက်စစ်အာဏာရှင်မြန်အောင်လိုင်းရဲ့စစ်တပ်လက်ထက်ကြမှာပြီးကြတဲ့ရေကအလုံးတိပါပါနေပြီးတော့မှမြို့သမီးတယောက်ရဲ့ body ကိုခါနော်မျိုးပွားအင်္ဂါအထက်သားနေပြီးတီတီခုတ်ဖြတ်ထားတယ်အပေါ်တစ်ပိုင်းအောက်တစ်ပိုင်းအလောင်းကိုစွန့်ပစ်ထားတယ်ကျွန်တော်အဲ့ကလေးကရိမ့်မိတယ်ဖြစ်စဉ်ပုံစံနောက်တော့ပေါ်ပေါက်လာတာပဲဘာလို့လဲ က်စစ်ကြမ်းဖက်တပ်ကဘူမူကြီးအဆင့်ရှိတဲ့စစ်စေးစစ်စေးဆရာဝန်နဲ့စီးကြောင်ပြီးတော့ကျွန်တော်တို့ဒီလိုစီးကြောင်ပြီးတော့တော့မဟုတ်တော့ဘူးလို့ထင်တယ်။စီးကြောင်တာဖြစ်ချင်လဲဖြစ်မယ်မဖြစ်ချင်လဲသူတို့ရဲ့ခုချိန်မှာဖက်စစ်မရောက်နိုင်ရဲ့လူရဲ့တွေကြောင့်မြမတပိုင်းမှာလုံစွာမှဆူယွားတဲ့ဘေကိပေခါမှာမကြုံခဲ့ဘူးတဲ့အခြေအနေတွေဆူယွားရဲ့ဆက်ဆို1943 44ဂျပန်ဖက်စစ်ခေတ်လုံးကတော့မကြုံခဲ့ဘူးတဲ့ဆူယွား ရုပ်မှာရက်စက်မှုတွေကိုကျွန်တော်တို့ခုမြောက်လိုက်တဲ့ခါမှာကြုံပေးကြပြီ။တမိုင်းမှာထွက်ချက်ခဲ့ပြီပေါ့ပြောရရင်တော့အကြခင်မှာတမိုင်းမှာနေပေါ်ထွက်လာတဲ့ခါမှာလုံစော်မယေတုမနာကြီးခွဲစရာဖြစ်စေနေညီမပြည်တိခဲ့ပါလားလို့ပေါ်လွန်လာမှာဖြစ်တယ်။ပေါ်လွန်လာတဲ့အတူဒီဖြစ်စဉ်တွေမှာဥပဒေမဲ့လူသားချင်းစာနာချင်းမဲ့ကျင့်ဝတ်မဲ့နိုင်ငံလုံးနဲ့နိုင်ငံသားတို့သစ္စာဆောင်တည်ပါမလို့နေစဉ်သစ္စာဆူထားပြီးတော့သစ္စာကိုလုံးဝဖောက်ပြန်ဖောက်ဖြစ်ထားတဲ့သစ္စာဖောက်တို့ရဲ့ရက်စက်ရုပ်မှာတော့ မထင်မှတ်လောက်တဲ့ဆွေးနွေးမှုတွေကိုတမိုင်းဆက်မျက်နှာမှာမကြခင်ပေါ်ထွက်လာတာဖြစ်တယ်။ဒါပေမဲ့အခုချိန်မှာတော့အမှန်ကိုမြင်လာတယ်။မြောက်လိုင်းရဲ့လူရဲ့ဟာပြန်ပြတတ်မှုမရှိဘူး။မကြခင်မှာအရှုံးနဲ့ရင်ဆိုင်ရမယ်။သူလက်လူရဲ့တွေဟာပြည်သူလက်တစ်စားပေါက်တဲ့နိုင်ငံတော်လက်တစ်စားပေါက်တဲ့သူတို့ကိုယ်တိုင်ရေဆွဲပြန်ထမ်းနေဆိုရက်2008ခွဲကြီးပုံကလည်းဖျက်သိမ်းတကယ်တူဖောက်ပြန်ဖောက်ဖြစ်လို့ဆောင်ခဲ့တယ်။ဒီကွဲစရာအကောင်းဆုံးကတော့ပြည်သူတွေရဲ့ ချစ်ချင်းမြတ်တာရခဲ့ဘူးတဲ့လွတ်လပ်ရေးခေတ်ကတည်ရှိခဲ့တော့ညမတက်မလို့ပြည်သူတိုင်းသားတရားလုံးရဲ့ရွှေချမုန်းပြမှုအမြင့်ဆုံးသတွေးခွက်တကူမျောချခဲ့ပြီးတော့ဖက်စစ်တပ်တစ်ခုတပွဲတနိုင်ငံလုံးကရုံမုန်းသွားအောင်မြောက်နိုင်ငံလုပ်ခဲ့တာဖြစ်တယ်ဒီတော့အောက်ကနေစတော့ပြည်သူတွေလုံးကလည်းပဲဖက်စစ်တော်လှန်ရေးဆိုပြီးတနိုင်ငံလုံးလက်နေရောမြင်ဆောင်ကြကျွန်တော်တို့ဘိုးဘွားပြည်ပြည်တော်လှန်ခဲ့ကြလို့ပထမအကြိမ်လွတ်လပ်ရေးရခဲ့တယ်ဒါပေမဲ့ဖက်စစ်တတိပါလာတဲ့ညမတက်မလို့ခေါ် စစ်တပ်ကမှစစ်တပ်ဟာဖက်ဆင်းစရိုက်တွေအခု1980 80ကြာမှာပြန်ပေါ်ပေါက်လာပြီးတော့လူတစုကောင်းကျိုးအတွက်တပ်မတော်တရားလုံးကိုကပိုက်ဆောင်တရားတပ်ဖြစ်အုံချပြီးတော့မြို့တစ်ခုမှာကျွန်တော်အခုရုံးရုံးဖွင့်စတင်တော်ထားဆောင်နေပါပြီ။အင်းဒီတိုင်းသားတွေရဲ့ဖော်ရည်ပြမှာတော့ယင်းနည်းချစ်ချင်ယုံကြည်တော့ပြည်တော်စုတရားလုံးကိုရှင်ပြီးတော့သဘောထားကြီးမြတ်မြန်မာတော့ခေါင်းဆောင်တွေရဲ့ဥဆောင်မှုနဲ့တူကျွန်တော်အခု လွတ်တော်ကရီပြည်နယ်အတွင်းမှာပြောရှင်ငင်းကြံစွာရှိပါလေဒါပေမဲ့ကျန်သောတိုင်းဒေသတွေကတော်လိုက်တပ်ဖွဲ့ဝင်တွေတော်လိုက်တပ်ဖွဲ့များတို့လည်းကိုချင်းစာနာစွာနဲ့တနက်တည်းကဆွေးနွေးပြအဖြစ်ကူကူညီရင်းနဲ့ဒီဘက်ပြောင်းရေးအစီအမံအစီအစဉ်တွေကိုဆောင်ရွက်သွားပါမယ်။ဘာဆိုလိုလားတော့ကျွန်တော်တို့ကော်မတီရဲ့ညီမချက်ဟာတိထက်တန်ရုံမှုအနေဆုံးနဲ့တော်လိုင်းရေးကိုအဆုံးသတ်ဖို့ဖြစ်ပါလေ။တော်လိုင်းရေးကို ျွန်တော်တို့ပြည်သူလူလားချက်အတိုင်းဓမ္မကဓမ္မကနိုင်ယူဖို့ဖြစ်ပါလေ။အဲဓမ္မဆိုရယ်ပြည်မြတ်ခြင်းကနိုင်ယူနိုင်ဖို့ဓမ္မဆိုရယ်ပြည်မြတ်ခြင်းလောကပါလာတရားတွေကျွန်တော်တို့အမိမိမှာထွန်းကားဖို့ဒုတိယတိုင်းကိုအနည်းဆုံးဆိုဆိုကြရတော့အတိပြောက်နေဆုံးပေါ့အတိပြောက်နေဆုံးနဲ့ကျွန်တော်တို့တိုင်းပြည်ကြီးငြိမ်းချမ်းသွားဖို့ကျွန်တော်တို့ပဲပြောင်းရေးအစီအမံလို့ပြည်သူရင်ခွင်လို့စသဖြင့်အချက်ပဲဖြစ်တဲ့အထက်မှာဒီမျိုးမျိုးနဲ့မိသားစုစောင့်ဝင်နေတဲ့အတွက်လုံးလုံးမကြရတဲ့ တို့ကတို့တော့တာဝန်ထမ်းတယ်လို့ဆိုတာပေါ့လုံနေကြတယ်စစ်သားတွေဆက်ဆက်ကြမ်းကြုတ်ဆိုတာတိုင်းပြည်ကိုအုပ်ချုပ်ဖို့တိုင်းပြည်ပြည်စားတွေကိုအခိုးစင်းနဲ့ဝယ်ပဲနိုင်ငံတွေကိုရောင်းစားပြီးတို့အာဏာရှင်မိသားစုစုကြီးပွားဖို့ရဲရဲဆက်ဆက်ပြောင်းကြကြအသုံးပြလာတဲ့နောက်အခုပြည်သူတရလုံးဟာအခြေအနေအမှန်ကိုနိုင်ငံသားတွေနဲ့အတူထပ်တူတရှိခဲ့ပြီဖြစ်တယ်နိုင်ငံသားတွေဆိုတာအချင်းကြားကရင်ချင်းမုံရခိုင်ချက်အမှားမပါဘူးတော့အဲ့လိုအလုံးဟာ လူလိုက်ရင်ကီဗီရီယာဆက်ပါဖက်စစ်ဂျန်ဖက်အန်နာရှင်ရဲ့လိုရက်တွေကိုလုံးဝလက်မခံပဲစင်ဆာစမပြတော်လာခဲ့ကြတာတိုးတိုးအမြင်ပြနေမြို့ကြီးနေအမာလူမျိုးအများစုဖြစ်တဲ့ကျွန်တော်တို့တွေဟာတိုင်းသားတွေရဲ့ခံစားချက်နဲ့မျောလင်းချက်တို့တွေယုံကြည်ချက်နဲ့တော်လန်ရေးကိုစားရမတ်တာကြောင့်လုတ်ခဲ့လေဆိုတာကိုကောင်းကောင်းနားမလည်ခဲ့ပဲနဲ့ဖက်စစ်တွေရဲ့ဖက်စစ်တွေကဘလူးကောင်ဆောင်းထားပြီးတော့မင်းသားကောင်ဆောင်းထားတဲ့လူတွေပေါ့သူတို့တွေရဲ့ပြောတဲ့ဆိုတဲ့မီဒီယာတွေကဘာတော့ဖြစ်တာလဲဟိုကြီးထင်ပြီးကျွန်တော်တို့ဟာအာဘာလို့တက်မလို့ဘာလို့တက်မလို့ဆိုထင်ကြီးခဲ့ကြတယ်မြေ အာနာရှင်တန်းရွှေနဲ့မင်းအောင်လိုင်လက်ထက်နှစ်ဆက်ပါကျွန်တော်တို့အားလုံးကောင်းကောင်းသိခဲ့ပြီဖြစ်တယ်။မြမတက်မလို့မဟုတ်ဘူး။ပြည်သူကိုကော်ဝေးဆောက်ရှောက်တဲ့တက်မလို့မဟုတ်ဘူး။ပြည်သူတရလုံးတိုင်းသားတရလုံးကိုကုတ်သွေးဆုပ်ရက်ဆက်စွာအုပ်ချုပ်ပြီးသူတို့လူစုကောင်းသားဖို့ပဲ။ပြည်ပြည်သူလာစားနဲ့ဝယ်ထားတဲ့လက်နက်တွေကိုပြည်သူကိုစောင့်တိပါမယ်၊တစ္ဆာစောင့်တိပါမယ်၊တစ္ဆာစုခိုင်းတဲ့စစ်သားတွေပေးကြတယ်။ပြည်သူကိုရက်ဆက်ဆက်နှစ်ခုတက်ဖြတ်ဖမ်းဆီးလုပ်တဲ့ဖက်စစ်ကြက်ဖက်ဖြစ်သွားကြပြီ။ဒါကိုသိရှိလို့ယနေ့ဆိုရင်မြမ နိုင်ငံသားစစ်သားတွေဟာမန်နဲ့တရားကိုတည်နာလည်လာပြီ။ကိစ္စတရားကိုတည်နာလည်လာပြီ။စစ်သားတွေရဲ့အလုပ်ကဘာလဲဆိုတော့တည်နာလည်လာပြီ။ဖက်စစ်ကျမ်းပြအနာရှင်လောက်ကညောညောင်းယူထုတ်ဖို့အမြောက်များကြိုးစားလာကြပါလေ။အမြောက်များလည်းကျွန်တော်တို့ဘက်တော်လိုင်းဘက်တိုင်းသားတွေဘက်ကိုကူပြောင်းရရှိခိုးလို့ကြပါမယ်။ဆက်လက်ပြီးတော့လည်းကူပြောင်းရရှိခိုးလို့ဖို့အများကြီးရှိလာပါလေ။အဲ့တော့သူတို့မှာကဲကဲရှိနေတာကဖက်စစ်ကျမ်းပြမြောက်နယ်လက်ကညောညောင်းသွားဖို့ပထမဆုံးသူတို့မှာမဟုတ်ဘူးသူတို့မှာမှတ်ဖို့တိမရှိသိခံထားရတယ်ဆက်သွေးပုံးနေအကုန်ပိတ်ခံထားရတယ် ိသားစုတွေလက်ထိတွေ့ကိုမကြောက်အကုန်လုံးချုံနောက်ခံထားရတယ်။ဒီရားတွေမှာသူတို့ကကဲထွက်ပါပြီတဲ့ဘသူနဲ့ချိတ်ဆက်ပြီးဘယ်နေရာကိုသွားဘလို့ခိုးလို့လဲ။ဖက်စစ်ဂျမ်ဖက်လက်ပါစီတွေရဲ့လိုက်လံတက်ဖြတ်ခြင်းကလုကင်းအောင်ဘယ်နားမှာသွားနေမလဲ။ထိုင်းဘက်ကိုကူးမလား။တချို့တော့ကူးကြတယ်လွတ်ကြတယ်။တိုးတိုးထိုင်းဘက်မှာလည်းအများကြီးပြုတ်ပုတ်လာ။နေဆက်တွေသွားမလား။သွားကြပါလေ။အချို့တိုင်းသားတပ်ဖွဲ့တွေရဲ့လက်ခံကြတယ်။တိုးတိုးပမာဏတွေများလာတဲ့အခါမှာရှုပ်ထွေးလာတဲ့အနေအထားတွေပေါ်ပေါက်လာတဲ့အခါမှာထောက်ခတ်တဲ့ပို့ဆောင်ရေးတွေနဲ့ကျွေးမှုပို့ဆေးတွေဘလို့နောက်လာတဲ့အခါမှာ အမြောက်များကူးပြောင်းလာနိုင်မယ်ဆိုတဲ့အခြေအနေတွေကိုတချို့တိုင်းသားဒေသကဒီ CDM ဆိုတဲ့ဘယ်ပြောင်းစစ်ပြီးအရာရှိတွေကိုချူစူလက်ခံရေးဒီမှာအခက်အခဲတွေရှိတာကျွန်တော်ကြားသိရပါတယ်။ဒီလိုအခြေအနေတွေကြားထဲမှာ RNB နဲ့ဆိုရဟာနေပြည်တော်နဲ့အနည်းဆုံးဖြစ်တယ်မြန်မာနိုင်ငံလေပိုင်းကတကြောလုံးကရှမ်းပြည်ကပဲလာလာနေပြည်တော်ကလာလာတောင်ကိုကလာလာပဲကိုကလာလာမွန်ပြည်နဲ့လာလာကေပြည်နဲ့လာလာအားလုံးဟာဆုံးဖြတ်မှုရှိတယ်ကျွန်တော်ဒေသမှာအခုဆိုရင်80ရာခိုင်နှုန်းကျော်85ရာခိုင်နှုန်းကျော်เนาะကျွန်တော်ရဲ့ပြည်သူတွေရဲ့ကောင်းတွေတူတော်ရဲ့ကောင်းတွေ သူတော်စင်စိတ်နဲ့သူတော်ကောင်းစိတ်နဲ့သူရဲကောင်းအလုပ်ကိုလုပ်နေတယ်။သူတော်ရဲကောင်းစစ်တီတော်ပေါင်းတို့ရဲ့ထောင်းမောင်းကြည့်တိုက်ပွဲဝင်နေစိတ်အောင်စိတ်ပြတော့အခုဆိုရင်ဖက်စစ်ဂျမ်ဖက်မင်းအောင်လာရဲ့လပားစီစစ်တပ်ဟာကရနီပြည်နယ်ထဲမှာဂျူကြားဂျူကြားတချို့အခိုင်အမာခံစစ်နေရတဲ့မှာသာကုတ်ငိမ့်နေမှာမတော်ဘေးပြန်လာချတဲ့ရိခါကူကိုစောင့်စားပြီးတော့ဘယ်ချိန်ဝိုင်းတိုက်ခံရမလဲစစ်ကူလည်းပြစ်ကူလည်းမလာနိုင်ဘူးဆိုတာသိကြပြီးတော့ဘင်းဒီတေးရမလဲညွန်နေရတဲ့အချိန်ဖြစ်သွားပါတယ်။အဲ့တော့ ဒီလိုဂရင်းနီပြည်တယ်မှာရှိတဲ့စစ်ဒီရရှိဒီကိုချီလင်းတန်ရင်တွေကိုတက္ကသထားအောက်မှာဂျူးဂျူးကျဲကျဲပဲကျန်တော့တဲ့ကုနာဂျိုကန် E1 ဖွဲ့စည်းထားတဲ့စစ်သားတွေကိုရောအပေါ့ပဲကျန်တော့တိုင်းဒေသအတီးဒီယာစစ်ဒီရရှိဒီကိုမကြခင်မှာလုံးလုံးဖျက်သိမ်းခံရတော့မယ်သူ့ဖို့လုံးလုံးပျက်စီးသွားတော့မယ်မရောနိုင်ရင်လက်ပါစီစစ်တပ်ထံမှာဆက်လက်နေမယ့်အစားတစတစမျိုးသိမ့်တိုက်စခန်းသိမ့်နေသိမ့်အောင်ဘွေးတွေတစ်ခုတစ်ခုသိမ့်ပတ်လာတဲ့ပြည်သူအစိုးရလက် ပြည်သူတိုင်းသားဒေါ်လာကြီးတက်ခွေရှိဘူးပူပေါင်းကူပြောင်းပြီးတော့မိမိရဲ့အသက်ကိုလည်းကဲမိမိကိုယ်သိခါကိုလည်းဆယ်ဖို့အချိန်ကြီးပုံမူနီးက